မိုင်ဆုံးခမင်္ဂလာပါနော်နမုနာဒေတာချက်နှမပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ပတ္တယာနှုံနှုတ်ခါဒန်ကနေပြန်လာတော့ရေယုံဆိုတဲ့ဒီစီးဆိုင်ပေါ့နော်သူကထိုင်းပင်လယ်ကိုယ်မှာရှိတဲ့ရှီလျားတဲ့ဒီကန်ယူရန်လျှောက်ကို လာလေတာဖြစ်ပါတယ်ဒါကတော့လမ်းတဝက်မှာမောင်းရင်းနဲ့ပေါ့နော်ခဏနားမယ်ရေကဲမုံတွေ့တော့ရေကဲမုံလေးစားပြီးတော့မှ ဒီကန်းချီအသေးလေးတစ်ခုကို စင်းပြီးတော့မှလဲဖြစ်တာဖြစ်ပါတယ်။ကိုကတော့ရေခဲမုံစားနေတယ်။သူများတွေကတော့ချစ်နေကြပါတယ်။ရေခဲမုံရတာအပူချို့တလို့ပါပဲ။ဒီနေရာလေးကရေအရင်မကြည့်တော့လေ။ကျမကတော့ချောင်းတာလို့ပဲခန်းစားရပါတယ်။ ငါဖမ်းမဲ့သူနဲ့တူတယ်နော်။ကျမကိုကြည့်နေရလို့ခံစားရတယ်။ဒါပေမဲ့စိတ်ပြက်လက်ပြက်ကြည့်နေရလို့ခံစားရတာနော်။ကျမသွားတဲ့ချိန်ကဩဂတ်စ်လဆိုတော့လေမိုးရာသီပေါ့နော်။အုတ်မိုင်းနေရောရှင်။ကောင်းမောင်းပြီးတော့လိုက်ပို့ပေးတဲ့ကျမရဲ့ ချစ်ရတဲ့ထိုင်းတငယ်ချင်းလေးကိုတပ်ပုံရိုက်ပေးရမယ်လီမိန်းကလေးရဲ့ထုံးစံအတိုင်းပေါ့နော်ကန်းချစ်ရောက်ပြီဆိုတော့လေဘယ်နာရောက်ရောက်ချစ်ချစ်လိုက်လိုက်ရမှာပေါ့ ဒါလေးကတော့လယုံရဲ့မြို့ထဲကိုဝင်လာပါပြီရှင်။ဒီခီးစင်ကကိုယ်တိုင်သွားတာမဟုတ်ပဲねတငယ်ချင်းလိုက်ပို့ပြီးလို့ပေါ့เนาะတကယ်လို့ကိုဘာတော်ကို plan ဆွဲပြီးတော့มาသွားမယ်ဆိုလို့ရှင်เนาะဒီဈေးရဲ့ဈေးကရက်မှာကကားဂိတ်ဖြစ်ပါတယ်။အဲ့တော့တကယ်လို့ကိုဘာသာကိုလာရဲဆိုလို့ရှိရင်တော့ဘန်ကောက်ကနေဘတ်စ်ကားစီးပြီးလာလို့ရှိရင်ဒီကားဂိတ်ကိုရောက်ပါလိမ့်မယ်။အဲ့ဒီကားဂိတ်ရဲ့ဒီဘက်မှာကကြတော့ ကုံ6တေရောင်းနဲ့ငပိငှ6ပါညာအစုံတော်တော်လေးကိုမိုက်ပါတယ်ဈေးဝယ်လို့ဒီကုံစုံပစ္စည်းတွေရောင်းနဲ့ဈေးရဲ့အရှိတတဲမှာကကြတော့ထိုင်းတွေရဲ့ထုံးစံအတိုင်းပေါ့နော်နိုင်မက်ကအိမ်မှာလဲအစားတောက်တွေမျိုးစုံနေတာပါပဲရှင်အတော်လေးလဲစားကောင်းတယ်လို့မျိုးအရင်လဲဈေးတက်တာပါတယ်ပတ်တရာဖက်ကလိုမျိုးဈေးမချိပါဘူးပြောချင်တာလေယုံဖက်ကိုလာလဲမယ်ဆိုရင်အစားတလိုင်းတွေအတွက်တော့ရန်ကိုစင်ပြေရဲ့နေရာလေးပါ အဲကျမတို့ကပင်လယ်ကမ်းခြေပြီးမှတော့မနေဖြစ်ဘူးပေါ့နော်မြို့ထဲမှာနေပါတယ်တငယ်ချင်းကားနဲ့ဆိုတော့လေဟိုတယ်ကနေမှတဆင်ပေါ့နော်အဲကားလေးနဲ့မောင်းပြီးတော့မှအာဟိုကမ်းခြေဒီကမ်းခြေလဲအဲ့လိုမျိုးအစီအစဉ်ဆွဲထားလို့ပါဒီဟိုတယ်လေးကိုလည်းအရန်တဘောကြပါတယ် USD 20ကျော်ကျော်လောက်ပဲပေးရပါတယ်အရန်တန်တယ်လို့ခန့်စားရပါတယ် breakfast လည်းပါတယ်လယုံကိုလာလေတာဟိုတယ်လဲစိတ်ကျေနပ်မှုရှိတယ်လို့မျိုး အအစားတော့ကတော့ပြောမနေနဲ့နော်ဝိတ်တင်မဲလို့ဆုံးဖြတ်မှလာပါကျမတော်တော်ဝါပြီပြန်လာပါလေ Yummy view လေးရလေအရန်ကိုလှပါတယ်ပြီးတော့မှဟိုတယ်ရဲ့အရှိမပေါ့နော်ဝရန်တာရှိတယ်အခုလိုထိုင်စားလို့ရတဲ့နေရာပေါ့နော်ကျမတော့အကြိုက်ပဲလေနိုင်မကက်ကိုသွားဆုံးနှဖာစီနေအောင်ဝယ်ပြီးတော့မှပြန်လာပြီးတော့အဲ့ခုံမှာထိုင်စားရတဲ့အရာတာပေါ့နော် အဲဒီနေရာတော့အထူးသဖြင့်တော့ local တွေ enjoy လုပ်တဲ့အဲကမ်းခြေလို့ပြောလို့ရပါတယ်။အဲ့တော့ local အစားအစာတွေကလည်းအရှမ်းနေကောင်းဒါလီကတော့ Rayon Resort Hotel ကိုဒီတိုင်းမဲ့တလဲတာပါ။ဒီလိုမျိုးနေရာမှာတဲမဲ့ဆိုလို့ရှင်တော့ USC တရားအထက်ကနေစပါတယ်။အဲကို book တဲ့ company ပေါ်မူတီယာပေါ်နော်။တော်တော်လေးကိုလှပါတယ်။ရှုခင်လေးဒီကိုခန်းစားကြည့်လိုက်ကြရအောင်နော်။ ဈေးရန်ကြီးတဲ့ဟာပြီးွားပြီးတော့ဈေးရန်ကြီးတာရဲ့ဆန့်ကျင်ဘက်ဈေးရန်တက်တာတဲ့နေရာလေးပါဒီနေရာကို Klan Chak Phong လို့ခေါ်ပါတယ်စည်းတက်တာချင်လို့ရှိရင်ဒီနေရာလေးပါနေပါလိုကာရီတော်တော်များများကဒီနေရာမှာနေပါတယ်မသိရင်ချောင်းတလို့ပဲเนาะအဝတ်တွေဝတ်ပြီးရောရေစော့နေတာကိုပြောချင်တာပါစားတဲ့ချိန်ရောက်လာပါပြီရှင်အရသာတွေအကုန်လုံးကလည်းလीဘလို့တွေထိမိကွိကျမကတော့နောက်တစ်ခေါက်ပြန်ပြီးတော့မှဒီနေရာမှာစားဖို့ကြီးတက်တက်ပြန်သွားချင်ပါတယ် အစားတလိုက်များလယုံသွားဖို့မမေ့နဲ့နော် ကျမလိုပဲလယုံကိုဩဂတ်လမိုးတွင်းမှာတလဲလို့ရှိရင် မင်းကိုတီးတွေ့လို့ရှင်ဝယ်စားဖို့လုံးဝမမိခဲ့ပါနဲ့เนาะအခုကျမခွာနေတာကိုကြည့်လိုက်ပါအရန်ကိုပါဖက် ပြည့်ရတယ်ဆိုတာက မပါတလောက်ပါဈေးနှုန်းအရသာအကောင်းနေကြီးကြီးပဲကျမစားခဲ့ဘူးတမရပေါ့เนาะမင်းကိုတီးထဲမှာတော့အကောင်းဆုံးပဲရှင်ဈေးနှုန်းเนาะကျမမမှတ်မိတော့ဘူးဆိုပေမဲ့လေအရန်ကိုဈေးတက်တာပါတယ်အရန်လဲစားကောင်းပါတယ် very good. But this is very beautiful. Yes. You know, if you buy this from supermarket, yeah, only only like this, mm. six or seven, like How much? this, mm. packet, you have to pay mm. 250. Very good. I'll go and tell uncle buy some more. 250. Mm. Why not? Because supermarket they don't sell kilo. They only

Now video ကတော့ Kusamit Island ကိုတလဲမှာဖြစ်ပါတယ်ရှင် Thank you for watching me See you next video bye bye